စက်ကောင်မရှင်ကပြုလုပ်မဲ့ရုပ်ောက်ပွဲအပိုင်းတင်းတဲ့နေမှာပါဝင်မဲ့ရက်ွက်နဲ့ကြေးရွာအုပ်စုနေရာကျော်ထက်ကဆစ်ဆဲကျော်မှာရုပ်ောက်ပွဲမကြေးပနိုင်ဘူးလို့ရုပ်ောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်ဒီဇင်ဘာလ28နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတင်မှာဒဝဲမြိတ်ပုံပြင်းနဲ့ကော်တောင်းမြို့နယ်တို့ပါဝင်ပြီးရက်ကွက်နဲ့ကြေးရွာအုပ်စု36စုစုပေါင်း136ခုရှိပါတယ်။အဲ့ဒီထက်ကရက်ကွက်နဲ့ကြေးရွာအုပ်စု38အုပ်စုမှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ကြေညာထားပါတယ်။ ဒါအပြင်ဇန်နဝါရီလ17ရက်နေ့မှာဆင်းလက်ကြည်ပါမဲ့ရွေးကောက်ပွဲအပိုင်းတွေမှာရေဖြူတနေသားရီကျောစုမြို့နယ်တို့ပါဝင်ပြီးရက်ွက်ကြေးရွာအုပ်စုစုစုပေါင်း60နှစ်အုပ်စုပါဝင်ပါတယ်။အဲ့ဒီထဲကရက်ွက်ကြေးရွာအုပ်စု46အုပ်စုမှာရွေးကောက်ပွဲမကြည်ပါနိုင်ဘူးလို့ကြေညာထားပါတယ်။အခုရွေးကောက်ပွဲမကြည်ပါနိုင်ဘူးလို့ကြေညာထားတဲ့နေရာတွေမှာပြိပခါတွေကြောင့်ဒေသခံတွေနဲ့ချီချာထွက်ပြေးတိမ်းရှောင်နေရတဲ့ကြေးရွာတွေပါဝင်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ့်ပိုက်ထားတဲ့နေရာတွေလည်းပါဝင်နေပါတယ်။ တနင်္သာရီတိုင်းမှာမြို့နယ်ဆယ်မြို့နယ်ရှိတဲ့ထဲကပလောတည့်ရချောင်းနဲ့လောင်လုံးမြို့နယ်တွေမှာတော့ရွေးကောက်ပွဲကျင်းပနိုင်တာရှိမရှိရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တာမျိုးမရှိသေးပါဘူး။တော်လိုင်းအင်အားစုတွေကတော့စစ်ကောင်မရှင်ကလုံးမဲ့အတူရောက်ရွေးကောက်ပွဲကိုဆက်ကျင်ကပ်ကွက်ထားပါတယ်။အမျိုးသားညညော်ရေးအစိုးရအင်ယူဂျီကလည်းစစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်သူတွေကိုထောင်ထဲချမှတ်နိုင်တဲ့ဥပဒေပြဋ္ဌာန်းပြီး PRP မဲထက်ခိုင်သူတွေကိုတိုက်ကြားနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ မြန်မာစစ်အုပ်စုကကျင်းပမဲ့အရွေးကောက်ပွဲမှာမြန်မာနိုင်ငံရေးအကြက်တန်းတဲ့ပြိခါတွေကိုပြည်လဲစီမှာမဟုတ်တလို့လှော်လက်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ကုလသမဂ္ဂအထွေထွေအတွေ့အမြင်မှုချုပ်အပါဝင်နိုင်ငံတကာအသံဝင်ကဝေဖန်ထောက်ပြနေကြပါတယ်။